တဲရပဲစီဒီကနေ့နိုဝင်ဘာလ27ရက်တောက်ချာနေ့ကနေရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်ရေးစီစဉ်မှာဒီကနေ့မနေ့ပိုင်းမှာမော်ချီဒေတာက203ခုကိုစစ်ကောင်စီတပ်ကလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူထိခိုက်ဒေဆုံးမှုရှိနေတဲ့ဖြစ်စဉ်ဂရင်းနီပြည်ရင်းကနေပြပထွက်ခွာဖို့စူးစမ်းနေတဲ့လူငယ်တွေတရက်ကိုပြားများအယောက်50ဝန်းကျင်ရှိနေတဲ့တဲ့င်စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာရှိနေတဲ့လွိုက်ကုံမျိုးကလူသူတွေဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ွတ်လပ်စွာပြောဆိုဖို့မဝင်ရဲကြဘူးလို့မြို့ခံတွေပြောဆိုလိုက်တဲ့အကြောင်းနဲ့ရိုက်ကောမြို့မှာကျင်းပတဲ့ကရန်နှစ်တိကုအခမ်းအနားမှာဒေသရှင်ထူးအယ်လေးလာရောက်ဖျော်ဖြေခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဖားဆောင်မြို့နယ်မော်ချီဒေသကိုစစ်ကော်မရှင်တပ်ကလေချောင်းကနေထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူထိခိုက်ဒေဆုံးမှုရှိတယ်လို့ဒေသခံတွေကပြောပါရယ်။ဒီနေ့နိုဝင်ဘာလ22ရက်မနေ့9နိုင်ကျော်အချိန်မှာမော်ချီဒေသတွင်းကနေရာ3ခုကို3ကြိမ်ခန့် ချက်ဖိုက်တာနဲ့ဘုံကျဲခဲ့တာပါအဲ့ဒီဘုံကျဲမှုကြောင့်အမျိုးသား၅ဦးသေဆုံးခဲ့ပြီးအသက်အရွယ်နဲ့တခြားဒဏ်ရာရရှိမှုအခြေအနေကိုတော့ကနေရီထိုင်းအနေနဲ့မေးမြန်းနေဆဲဖြစ်ပါတယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားတဲ့နေရာတွေမှာတိုက်ပွဲတစုံတရာဖြစ်ပွားတာမျိုးမရှိဘဲအရက်သားတွေရှိတဲ့နေရာတွေသာဖြစ်ပါတယ်ပြီးခဲ့တဲ့ဩဂတ်စ်လအတွင်းမှာလည်းတိုက်ပွဲဖြစ်ပွားတာမရှိတဲ့မော်ချီဒေသအတွင်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ၃၀ကျော်သေဆုံးခဲ့ပါတယ် ကနော်ရီထိုင်ရဲ့စီးရင်အရ2025ခုနှစ်တွင်မော်ချီဒေတာကိုစစ်ကွန်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဆက်ရှိချိန်ထိရှိနေပြီဖြစ်ပါတယ်။ဂရီနီပီကနေပြပကိုထွက်ခွာဖို့ကြိုးစားနေတဲ့လူငယ်တွေတရက်ကိုပြားမြအယောက်50ဝန်းကျင်ရှိတယ်လို့သိရပါတယ်။အခုလရဲ့ရက်ပိုင်းတွင်မှာတော့ပြလဲ short နဲ့လာနေပြီမဲ့အရင်လမှာတော့တရက်ကိုပြားမြအယောက်50ဝန်းကျင်ရှိတယ်လို့မဲဆင်းမြို့နယ်ပူပေါအုပ်ချုပ်ရေးတာဝန်ရှိသူတူဦးကပြောပါတယ်။လက်ရှိမှာတော့ မဲဆဲမြို့နယ်ပူပေါင်းအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ KNB ရဲ့ဌာန KSP တို့ပူးပေါင်းပြီးတားဆီးပိတ်ပိတ်ရေးအသိပညာပေးအစီအစဉ်တွေကိုလှုံ့ဆော်နေပါတယ်။တစ်ဖက်မှာလည်းစစ်တမ်းတွေအပြင်ဝင်းရင်းတွေကြောင့်ပြပောက်ကိုထွက်ခွာခြင်းနဲ့လူငယ်တွေလည်းရှိနေသေးပါ။တစ်ဖက်နိုင်ငံအတွေ့ကိုတွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့စ조사နေကြတဲ့လူငယ်တွေဟာပွဲစားတွေရဲ့လိမ်လည်မှုတွေကိုလည်းမကြာခဏခံနေရပါတယ်။စစ်တအာဏာသိမ်းပြီးနောက်ပိုင်း KNB တွေကလူငယ်အများစုမှာ အလုတ်ကైခွေလန်းတွေပျောက်ဆုံးသွားခဲ့ကြရတာပါ လူငယ်အများစုကတော့လက်နက်ကైတော်လိုက်ရဲ့တပ်ဖွဲ့တွေမှာတာဝန်ထမ်းဆောင်နေကြပြီးတချို့မှာလည်းဂဲနာအသီးသီးကနေတော်လိုက်ရဲ့အတွက်ပူးပေါင်းပါဝင်ကြတာတွေလည်းရှိနေပါတယ်လွိုင်ကုံမြို့တွေကလူထုတွေဟာစစ်ကော်မရှင်ရဲ့အုပ်ချုပ်ရေးအောက်မှာနေထိုင်ရတာကြောင့်နိုင်ငံရေးနဲ့ရွေးကောက်ပွဲအကြောင်းအရာတွေကိုပြောဆိုဖို့ကြောက်ရွံ့နေကြပြီးပြောဆိုမိမယ်ဆိုရင်ဖမ်းဆီးထောက်ချခံရနိုင်တာကြောင့်လွတ်လပ်စွာပြောဆိုခွင့်တွေဆုံးရှုံးနေရတယ်လို့ လွိုက်ကုံမြို့ခံတွေကပြောပါရယ်လူမှုကိုရဆာမျက်နှာဖြစ်တဲ့ TikTok မှာတော့စစ်ကော်မရှင်ပြုလုပ်တဲ့ရွေးကောက်ပွဲမှာပါဝင်မဲ့ပါတီကိုယ်စားလှယ်လောင်းတွေက လမ်းဆောင်လမ်းခွက်တွေမှာပါတီဆိုင်ပုတ်ထောင်တာလူသူတွေနဲ့တွေ့ဆုံတဲ့စီယုတ်ရေးလှုပ်ရှားမှုတွေကိုမျှဝေထားကြပါရယ်မြို့ခံလူထုအများစုကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအချောင်းရာတွေကိုလူမှုကိုရဆာမျက်နှာအပြင်အခြေခြေချမှာလဲပြောဆိုတတ်မကြရဘူးလို့နောက်ထပ်မြို့ခတ်တူကပြောပါရယ် စစ်ကောင်စီကရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းထားပြီး၃လအတွင်းဖမ်းဆီးအရေးယူခံရသူ88ဦးရှိတယ်လို့မြန်မာအင်တာနက် project ရဲ့စီးရီးအရသိရပါတယ်။အဲ့ဒီတဲကလွိုက်ကောမျိုးကအသက်မဖြစ်သေးတဲ့ကလေး၃ဦးအပါအဝင်၅ဦးပါဝင်နေတာပါ။လွိုက်ကောမျိုးကဖမ်းဆီးခံရတဲ့၅ဦးဟာရွေးကောက်ပွဲအဟက်တားဖြစ်စေတဲ့အပြုအမူတွေကိုလုံဆောင်ခဲ့တယ်လို့စစ်ကောင်စီကစွပ်စွဲပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့ဖမ်းဆီးအရေးယူခံရသူတွေအများစုဟာလူမှုကွန်ရက်မီဒီယာအသုံးပြုပြီး လွတ်လပ်စွာသတင်းပြောဆိုတာတွေလူမှုကွန်ရက် post တွေကိုတုံ့ပြန်မှု react ပေးတာတွေကြောင့်အရေးယူခံနေရတာဖြစ်ပါတယ်မြန်မာ internet project ရဲ့စီရင်အရစစ်ကောင်စီဟာရွေးကောက်ပွဲကာကွယ်ရေးဥပဒေအဖွဲ့အစည်းလေးခု media နဲ့ပတ်သက်တဲ့ telegram channel ကနေတဆင့်သတင်းပေးနေတဲ့ internet စာမျက်နှာ၃ခုကိုတရားစွဲဆိုထားတယ်လို့သိရပါတယ်ရှင်မနေ့ကနိုဝင်ဘာလ20ရက်နေ့မှာခြောက်ရောက်တဲ့ 2965နှစ်ပြည့်ကရင်နှစ်တိကူကိုစစ်ကောင်စီထိန်းချုပ်ထားတဲ့လွိုင်ကွန်မြို့မှာအခမ်းအနားနဲ့ပြုလုပ်ကျင်းပခဲ့ပါတယ်။ညနေပိုင်းအစီအစဉ်မှာတင်းတန်ရှည်ထူအလေးအပါအဝင်ဒေတာခန့်အဆိုရှင်တွေလာရောက်ဖျော်ဖြေခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။အခမ်းအနားကိုစစ်ကောင်စီရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ကရင်စာပေနဲ့ရေးချင်းမှုကော်မတီတို့ကြီးမှုကျင်းပတာဖြစ်တယ်လို့ပွဲဖိတ်ကြားရေးဖိတ်စာမှာတွေ့ရပါတယ်။အခမ်းအနားကိုလွိုင်ကွန်မြို့ကြောက်သားရေးပြင်မှာ ိုဝင်ဘာလ20ရက်နေ့ညနေပိုင်းကကျင်းပခဲ့တာပါစစ်ကောင်စီထိန်းချုပ်ထားတဲ့လွိုက်ကုန်းမြို့မှာတိုင်းရင်းသားတွေရဲ့အထိတ်မှနေပွဲတော်တွေတဆောင်တိုင်းပွဲတော်တွေမှာစစ်ကောင်စီကိုထောက်ခံတဲ့အမှုပညာရှင်ဒေသရှင်တွေကိုဖိတ်ခေါ်ပြီးဖြောဖြေတင်ဆက်တာတွေကိုလှုပ်ဆောင်လာတယ်လို့မြို့ခံတွေကပြောပါတယ်ကနရီချိုင်းတရင်ဌာနရဲ့ညနေခင်းရုံသက်တရင်ကိုတိဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ ဂရင်းနီဗီဒူဗီတာအားလုံးဘင်ကင်းလှုပ်ချုပ်ကြပါစေရှင်ကျမမော်လေးမြပါ